င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ကအချက်ဖက်စကောင်စီရဲ့မိဒီလာရှန်တဲလေတပ်မှရှိတဲ့ဘုံမှုမျိုးလင်မိသားစုပိုင်းဂန်ကုန်မြိုင် gas မီးဖို့ဆိုင်ကိုဒေါ်လန်ရေးတက်တွေကနေဘုံခွဲတက်ခတ်မှုအတွေ့စေအိမ်မှုတူသေသွားတဲ့အဖြစ်ယာအိမ်မှုနဲ့စီရရှိရဲ့ညီပြတူပါဒဏ်ရာရသွားတယ်လို့ကာနစီလည်းမိလောင်ပြစီသွားပြီလက်ရှိစကောင်စီလေတပ်ကဒီတွေကိုတိုက်ခိုက်မှုတွေမရက်ရင်လေတပ်တပ်ဖွဲ့ဝင်တွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်မှာဖြစ်တယ်လို့ဆိုလိုက်ပါတယ် ပဲကိုတိုင်အုပ်ဖို့မြို့အနီးမှာ PDF တပ်ဖွဲ့တွေကို စိန်ခေါ်ပြီးသူ့ကိုလာတက်ရဲရင်ရင်ကော့ပြီးခံလိုက်မယ်လို့ကြွေးကြော်ထားတဲ့အုပ်ချုပ်ရေးမှူးအောင်မင်းထက်ဆိုသူကို PDF တပ်ဖွဲ့တွေကပဲတိုက်ခတ်ရှင်းလင်းရမှာနေရာမှာတဲ့ပွဲချင်းမိကိုသေသွားပြီးဆိုတဲ့သတင်းပါဝင်ဒီနေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ ရန်ကုန်မြို့လှိုင်တိုင်ရမြို့နယ်မှာရှိတဲ့ဂျက်ဖက်စကောင်စီရဲ့မီဒီလာရှန်တဲလေတက်ကဗိုလ်မှူးမျိုးလွင်မိသားစုပိုင်းကန့်ကော်မြန် gas မိဖို့ဆိုင်ကိုဒေါ်လာရေးတက်တွေကနေဘုံခွဲတက်ခိုင်းမှုအတွင်းဆယ်အိမ်မှုတူဦးသေးသွားတဲ့အပြင်ယာအိမ်မှုနဲ့စစ်အရာရှိရဲ့ညီဖြစ်သူပါဒဏ်ရာရသွားတယ်လို့ကာနစီလဲမိလောင်ပျက်စီးသွားပြီလက်ရှိစကောင်စီလေတက်ကပြည်သူတွေကိုတိုက်ခိုက်မှုမရက်ရင်တို့လေတက်တပ်ဖွဲ့ဝင်တွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်မှာဖြစ်တယ်လို့လဲရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကပြောပါတယ် နိုဝင်ဘာလပုံရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့လိုင်းသာယာမြို့နယ်ကအနော်ရထားလမ်းပေါ်မှာရှိတဲ့အကြံဖက်စကောင်စီရဲ့မိတိလာရှန်တဲ့လေတက်ကဘုံမှုမျိုးလေမိသားစုပိုင်ဂန်ကွန်မြိုင် gas မိဖို့ဆိုင်ကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကဘုံခွဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုအတွေ့ဆယ်မှုတူသေသွားတဲ့အပြင်ယာအိမ်မှုနဲ့စစ်အရာရှိရဲ့ညီဖြတ်သူပါဒဏ်ရာရသွားတယ်လို့ကာနစီလည်းမိလောင်ပျက်စီးသွားပြီး မိသက်ကားတွေနဲ့မိလာနှိမ့်သွားပြီးတဲ့နောက်မှာပဲစစ်ကောင်စီတပ်နဲ့ရဲတွေကစိုက်ပတ်ဝင်းကျင်မှာဟိုစစ်ဒီစစ်လှုပ်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါဟာလက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်ကအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးကလေးသူငယ်စစ်ဘေးရှောင်ပြည်သူတွေပါမချမ်းလေချောင်းကနေဘုံကျက်တပ်ဖြတ်နေတဲ့လုပ်ရက်တွေအတွက်ထိခိုက်မှုအ ਨੇ ဆုံးဖြစ်တဲ့တုံ့ပြန်မှုလေးတစ်ခုသာဖြစ်ပြီးလက်ရှိအကြမ်းဖက်စစ်ကောင်စီလေတပ်ကပြည်သူတွေကိုလေချောင်းကနေပြစ်မှတ်ထားတိုက်ခိုက်မှုတွေမရက်ရင် သူတို့လေးတဲ့တပ်ဖွဲ့ဝင်တွေကိုလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်မှာဖြစ်တယ်လို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတခါဘကိုးတိုင်းဘက်မှာလေအောက်ဖို့မြို့အနီးမှာ PDF တပ်ဖွဲ့တွေကိုစိန်ခေါ်ပြီးသူ့ကိုလာတက်ရဲရင်ရင်ကော့ပြီးခံလိုက်မယ်လို့ကြွေးကြော်ထားတဲ့အုတ်ချုပ်ရည်မှုအောင်မင်းထက်ဆိုသူကို PDF တပ်ဖွဲ့ကပဲပြစ်ခတ်ရှင်းလင်းရမှာနေရာမှာတွင်ပွဲချင်းပြီးကိုသေသွားပြီ လို့ PDF တက်ဖွဲ့38 3ညနေပြန်ကြားရေးတာဝန်ခံရဲဘော်ဒုရကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလ2ရက်နေ့ကပဲအုပ်ဖို့မျိုးနီးမှာ PDF တက်ဖွဲ့တွေကိုစိန်ခေါ်ထားတဲ့မတောင့်တချေရအုပ်ချုပ်ရေးမှုအောင်မင်းထက်ဆိုသူဟာလောင်ကစား white မှာဒိုင်းကင်နေတဲ့အချိန် PDF တရင်38 3ညနေတက်ခွဲ၄ညအောက်ကြောက်ကြားတက်ဖွဲ့ကပွားရောက်ပြစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းပြီးကိုသိေသွားတယ်ဆိုပါတယ်။အဲ့ဒီမတောင့်တချေရအုပ်ချုပ်ရေးမှုအောင်မင်းထက်ဆိုတဲ့သူဟာရစတီကောင်းဆောင်လဲဖြစ်တယ်လို့သူဟာ စစ်တပ်ကအကောင်ကြီးတွေနဲ့ပိုင်နေဆိုပြီးနေထင်းတွေကိုတော့အိမ်ခေါ်ပြီးတော့ပားရိုက်တာတွေလှုပ်တဲ့သူဖြစ်တယ်လို့စင်မှုထမ်းဖို့လူတစ်စုတာတွေရောတကောင်စင်းကောက်တာတွေရောအပြင်စစ်တပ်အကူနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချင်းချောက်နေုံနဲ့မကပီဒီအက်တပ်ဖွဲ့တွေကိုပါစိန်ခေါ်ပြီးသူ့ကိုလာတက်ရဲရင်ယင်ကော့ပြီးခံလိုက်မယ်လို့ကြွေးကြော်ထားတဲ့အချိန်မှာပဲပီဒီအက်တပ်ဖွဲ့တွေကခေါင်းကိုတနက်နဲ့တိတ်ပစ်လိုက်တဲ့လက်ချက်နဲ့တည်းအခုတော့သေပြီ ီလို PDF တရင်383နှစ်ပြန်ကြားရေးတာဝန်ခံရဲဘော်ဒုရကပြောထားပါတယ်ခင်ဗျာအခုတခါမန္တလေးတိုင်းဘက်မှာလေတောင်တာမြို့နယ်ကပြူစောတိအထိုင်စခန်းကိုတော်လည်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင်းပြူစောတိတွေအကောင်လုံးထွက်ပြေးသွားကြပြီသူတို့ကြံခဲ့တဲ့လက်နက်ခဲယံတချို့ကိုလည်းသိမ်းစီရရှိခဲ့တယ်လို့ PLA တပ်ဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ10ရက်နေ့ကပဲ ပြည်သူ့လူမျိုးရေးတပ်မတော် PLA အမှတ်815တပ်ဖွဲ့ကတောင်သာမျိုးနယ်တလိုင်းရဲ့ရွာတစ်မှာရှိတဲ့ပြူစောထီးတွေရဲ့အထိုင်ချစခန်းကိုဝင်ရောက်စီးနှင်တိုက်ခိုက်တိမ့်ပတ်လိုက်တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်ပြူစောထီးတွေကတော့စခန်းကိုထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားကြတယ်လို့အဲဒီမှာသူတို့ခြံခဲ့တဲ့လက်နက်ခဲယံအချို့ကိုလည်းတော်လိုင်းရဲ့ရဲဘော်တွေကတင်းစီရရှိခဲ့တယ်လို့ PLA တပ်ဖွဲ့ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိတောင်သာမျိုးနယ်မှာလည်းအကြံဖက်စကောက်စီတပ်ကမြို့ပေါ်ဂိုတာအဓိကအခြေပြုတပ်ဆွဲထားပြီး မြို့ပပတ်လေကနေရအများစုကိုတော့တော်လိုင်းရေးတက်တွေကသာနယ်မြေစိုးမိုးထားသလိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလိုက်မြို့ပေါ်ပြန်သွားလိုက်လှုပ်ယုံတာရှိတော့တယ်လို့တောင်သာမြို့နယ်နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျဒီတခါတင်းလိုက်တိုင်းပတ်မှာလေတဝယ်မြို့နယ်မောင်မဲရှောင်းကျေးရွာဟာလီကွိတ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်းစေကောင်စီတပ်သား15ဦးဝင်းကျင်ကတော့အသီးသီးတေကုန်ကြတဲ့အပြင် လက်နိုင်ခဲရန်အချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့ရေဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPPDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်အော်တိုဘောလ29ရက်နေ့ကဘေးတဝဲမြို့နယ်မောင်မဲရှောင်းကျေးရွာဟာလီကွေမှာအခိုင်အမာတဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းကိုရေဖြူမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ပူးပေါင်းတပ်တွေကဝင်းရောက်စီးနင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီအခိုင်အမာတဆွဲထားတဲ့ area ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကစီးနင်းနိုင်ခဲ့ပြီးတဲ့နောက်စေကောင်စီတပ်သား15ဦးဝင်ကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယံအချို့ကိုလည်းတင်းစီရရှိထားတယ်လို့ရေဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPPD ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့လန်ဒန်မြို့မှာပြုတ်လုပ်တဲ့တင်းတန်ရှင်ဖြူဖြူကျော်သိန်းရဲ့ຫນွေဦးတော်လိုင်းရမုံငွေဂီတပွဲတော်မှာ ပြည်ပရောက်မြန်မာပြည်သူပေါင်းအယောက်တထောင်ကျော်တက်ရောက်ခဲ့ကြတယ်လို့ဘွဲစီစဉ်သူဒေါက်တာတက်ကိုကိုကရန်ကုန်ခေတ်တကိုပြောပါတယ်။အဲဒီလန်ဒန်မြို့မှာပြုလုပ်တဲ့ဒေသရှင်ဖြူဖြူကျော်သိန်းရဲ့ဖြူဖြူ in London the good of guitar ပွဲကနေရရှိမဲ့ဝင်ငွေအားလုံးကိုလေကုန်ကြစည်နှုတ်ပြီးအမှုပညာကြီးတပြားတစ်ချမ်းမှမယူပဲ MG အစိုးရကနေတဆင့်မြန်မာပြည်တွင်းကလိုအပ်နေတဲ့နေရာတွေကိုလှူဒန်းပွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲဒီလို့ မေဦးတော်လိုင်းရမုံငွေတကူတော်ဂီတာပွဲဖြစ်ဒေသရှင်ဖြူဖြူကျော်သိန်းနဲ့အတူတူတွဲဖက်တိခတ်ပေးထားတဲ့ကရင်ကချင်ချင်းနဲ့ရှမ်းအပါဝင်လူမျိုးပေါင်းစုံပူးပေါင်းဖွဲ့စည်းထားတဲ့ UK အခြေစိုက် The Federal Music Bank ကလည်းမြစ်တာနဲ့ကူညီတိခတ်ပေးထားတယ်လို့သိရပါတယ်။အဲဒီလိုဒေသရှင်ဖြူဖြူကျော်သိန်းရဲ့ဖြူဖြူ in London တကူတော်ဂီတာပွဲမှာပြပရောက်မြန်မာပြည်သူပေါင်းအယောက်တထောင်ကျော်တက်ရောက်ခဲ့ကြပြီးဒေသရှင်ဖြူဖြူကျော်သိန်းကိုတခဲနဲ့အားပေးခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ